ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးတာဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ စောကောပရိသတ်များအားလုံးပဲမင်္ဂလာပါဒီရာသီမှာတကယ်ကိုပဲအားအသင့်စရာကောင်းလောက်အောင်ခြေစွမ်းပြနေတဲ့ဘာစီလိုနာလူငယ်ခြေတဲ့လမင်းရမယ်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်နဲ့တူဒါဝိုင်းအားကစားကလောင်ရှင်ကိုနန္ဒဝင်းညင်းကျန်းတို့ကနေပြီးတော့မှသုံးသက်တင်ဆက်ပေးသွားဖို့ရှိပါတယ်အကိုမင်္ဂလာပါဗျမင်္ဂလာပါခင်ဟုတ်ဒါညီမရဲ့ဒီခြေစွမ်းပေါ့လေကျွန်တော်ဒါဒီရာသီမတိုင်ခင်ယူရိုမာကလေးနဲ့ကိုအားအသင့်စရာကောင်းလောက်အောင်ကျွန်တော်ပြခဲ့တယ်အများကြီးကျွန်တော်ဒါလူငယ်ဒီဆယ်ကျော်သက်ကစားသမားတွေရဲ့ခြေစွမ်းကကြတော့ဟိုနိမ့်မြတ်တက်ကြနည်းနည်းလေးများတတ်တာကိုတွေ့ရပြီမြန်မာကြတော့ဟို ီမိနစ်တုံးကရောဒီအခုကျွန်တော်မြင်ရတဲ့တလျှောက်ပေါ့လေလုံးဝနှိမ့်ကျသွားခြင်းမရှိဘဲနဲ့ပူပူပြီးကောင်းလာတာလေးကိုကျွန်တော်တွေ့ရတယ်ကိုဒီညီမနဲ့ပတ်သက်ပြောပါအခုတချို့လောက်တုံးသက်ပြောပါအောင်ဗျာကစားသမားတစ်ယောက်ပေါ့နော်ဒီဘယ်လိုခေါ်မလဲ physicality ဘိုင်းအရာဆိုသူကမရောက်သေးဘူးအပြည့်ကိုမရောက်သေးဘူး perform မရောက်သေးဘူးเนาะနောက်သူ့ရဲ့ pick ကတကယ်တော့ جماعه ကဒီထက်ပိုပြီးတော့လဲအရက်ရှည်လာနိုင်သေးတယ်လို့ဒီထက်ပိုပြီးတော့လဲဒီ muscle ဖွဲ့စည်းပုံပိုပြီးတော့အားကောင်းလာနိုင်သေးတယ်ပြီးတော့ ဒီဘလကောမလဲအသက်အရွယ်အရလဲအင်မတန်နှုန်နယ်သေးတယ်။ဒါဘာဆိုလိုနာထွက်15ကျော်16မပြည့်ခင်ပေါ့နော်။စပြီးတော့ကစားတယ်။သူ့ရဲ့ခန္ဓာကိုယ်တခါကျတော့ကျွန်တော်တို့ကဒီအပေါ်ပိုင်းဗလာအနေထားမျိုးနဲ့လဲကျွန်တော်မြင်မှုတယ်လေ။ဘဝန်တိဆောက်ပုံမှာရင်အုပ်ဖွံ့ဖြိုးမှုတော့ကောင်းကောင်းမရှိသေးဘူး။ဟုတ်ကဲ့။ပုံမှန်ဘလကောမလဲအာသာသမားတယောက်ရှိတဲ့နဲ့အနေအထားမှာဟိုရှိတဲ့တော့တော့ရှိတာပေါ့လေ။ဒါပေမဲ့ link ဖြစ်တာပေါ့သူခန္ဓာကိုယ်တိဆောက်ပုံမှာ။ တော့ဒီကစားသမားကအကွင်းထဲမှာအလှုပ်ရှားတွာလာတဲ့အခါမှာအကျွန်တော်တို့သူ့ကိုမြင်ရတဲ့ကွင်းပြင်ကနေပြီးတော့ဟိုကလေးဆန်ဆန်အမှုရာမျိုးလေးနဲ့ဟိုစိတ်လုတ်ကိုလှောက်လုံနေတတ်တဲ့သူမဟုတ်တော့အတူကတကယ်ရင်းချက်ပြီးသားဟိုဘယ်လိုခေါ်မလဲအရွယ်ရောက်ပြီးသားတက်တီပြပြီးသားကစားသမားတူဦးရဲ့အသွင်ပြင်ကိုပြောင်းသွားတယ်ဆိုတော့ဟိုကြားတော်ကောင်လိုပဲဖြစ်သွားတယ်သူ့ပုံစံကြည့်ရတာအကြောက်တရားလည်းမရှိဘူးအဲ့ဒါရမားနဲ့ပတ်သက်ပြီးကျွန်တော်စပြီးတော့ ဒီသတိထားမိတာအဲ့အချက်ပေါ့နော်ဟုတ်ပြီနောက်တစ်ချက်ကရမားရဲ့ပုံစံကဟိုဘယ်လိုခေါ်မလဲ Indian လို့လို့ Indonesian လို့လို့တုံးလည်းဒီ Suriname နေ Caribbean ကလာတဲ့သူတွေလို့လို့အဲ့ဘက်ကိုပေါ့နော်ဒီနည်းနည်းသွားຫນွယ်တယ်ပေါ့ပြောရဆိုကျွန်တော် French racket နဲ့တော့မှရုပ်ချင်းကခက်ဆင်ဆင်ပဲအသူပုံစံကဒီ Spain အစ်စ်မဟုတ်ဘူးအသူကဒီသွေးနှောကောင်လေးတယောက်အဲ့ဒီကောင်လေးတယောက်ဟာ ဒီအခုဆိုရင်စပိန်တနိုင်ငံလုံးကတဲတဲလှုပ်ဆိုတဲ့အနေအထားမျိုးဒီအသက်အရွယ်မှာလူတိဆောက်ပြနိုင်တာကလည်းအင်မတန်ဂုဏ်စရာကောင်းသူတွေအင်မတန်ချီးကျူးရမယ့်ကိစ္စဆိုတော့ဒီအရာတွေအကုန်လုံးရဲ့နောက်ကွယ်မှာရှိနေတာအသူ့ရဲ့ကြိုးစားအထောက်အပံ့ရဲ့သူ့ရဲ့ပင်ကိုပါရမီဟုတ်ကဲ့ပါအဲ့ပင်ကိုပါရမီကအရန်ကြီးမလုံးနဲ့ယမားဟာဘောလုံးကစားမှုမွေးဖွားလာတဲ့သူလို့ထင်ရအောင်ဟုတ်တကယ်တော့ယမားကိုကျွန်တော်တို့စကြည့်ဘူးတဲ့နှစ်ကဒါနှစ်နှစ်မပြည့်သေးဘူးဟုတ်ပါနှစ်နှစ်မပြည့်သေးဘူးအဲ့နှစ်နှစ်မပြည့်သေးတဲ့အချိန်အတွင်းမှာ စမြင်တဲ့ကဒီကစားသမားတစ်ချိန်ချိန်မှာကျွန်တော်ခရစ်စတီယိုရိုနယ်ဒိုတော့မှအဲ့လိုမမြင်ခဲ့ဘူးရိုနယ်ဒိုမန်ချက်စတာယူနိုက်တက်မှာကျွန်တော်စပြီးတော့မြင်တဲ့အချိန်အမှန်တော့မန်ချက်စတာယူနိုက်တက်မဟုတ်စပေါ်တင်းလစ်ဘောနဲ့ခြေစမ်းပွဲတွေကကျွန်တော်မြင်ခဲ့ရတယ်အဲ့လောက်ထိစိတ်ထဲမရှိဘူးအစမြင်တဲ့ကလူဟိုက်နဲ့အသားဘာဘာဘာလို့ဘောလုံးသမားလဲလို့ဖြစ်တာမက်ဆီနဲ့ယမားပဲရှိတယ်ဟုတ်ကဲ့ကျန်တဲ့ကစားသမားတွေရဲ့တိုးတက်မှုပါညာဆိုတာတခြားပါတချို့တွေလည်းဟို ်သက်တမ်းတစ်ခုပေါ့နော်အသက်အရွယ်တစ်ခုမှာအရန်ကောင်းလာကြပြီဟုတ်ကဲ့တချို့တွေလည်းအဲ့အသက်အရွယ်တစ်ခုရောက်တဲ့အထိကောင်းကောင်း develop မဖြစ်သေးဘူးဟုတ်ကဲ့ဆိုတော့အချိန်မှာဒီကစားသမားလေးဟိုစမြင်တဲ့အချိန်ကျွန်တော်ထားပါတော့ကျွန်တော်ဘူခါယိုဆာကာတို့လည်းကျွန်တော်တို့မြင်ခဲ့ဘူးတယ်ကောဖာမှာကျွန်တော်မြင်ခဲ့ဘူးတယ် Chelsea မရောက်ခင် Manchester City မှာတည်းကဟုတ်ဟိုရမားလိုမျိုးတော့မခံစားရဘူးဒါတော့အမှန်ပြောတာဟုတ်ကဲ့အဲ့တချိန်ချိန်မှာဒီကစားသမားကကွာအကောင်းဆုံးဖြစ်လာမယ်လို့စတွေးရတာရမားပြီးတော့ Kylian Mbappe တော့အဲ့လိုဖြစ်ဘူးတယ်ဟုတ်ကဲ့ Mbappe စကစားတော့ မာဆယ်မန်ချက်စတာယူနိုက်တက်ကိုရောက်သွားတဲ့အချိန်မှာမိုနာကိုအတွက်သူနေရာရလာတဲ့အချိန်မိုနာကိုမှာသူကစားနေတာကိုကြည့်ရတာဟုတ်တယ်ရုပ်ရည်သွင်းပြန်ရလဲထူးခြားတာကိုဟုတ်ကဲ့သူပုံစံကလေဒီအမ်ဘာပီရဲ့ပုံစံကလုံးစားရှိတော့ဝုန်းဝုန်းနဲ့လုံးလဲဆိုတော့အဲ့ပုံစံမျိုးရမောက်ကျွန်တော်မြင်ခဲ့ဘူးတယ်ဟုတ်ကဲ့ပါကျွန်တော်ညီမကဒီဘယ်လိုပြောလဲ technically ရတော့တကယ်ကိုဝဲဟိုအားသိစရာကောင်းလောက်အောင်ဟုတ် သူအသက်ရွယ်နဲ့မလိုက်အောင်ဘောနော်တကယ်ကိုပဲထူးချွန်တယ်ဘောကိုအခြေကြောင်းနဲ့အဲ့ဒီ technically ကလည်းကျွန်တော်လည်းခုနကပြောတဲ့ထဲမှာကြံသွားလို့ဆက်ပြီးဖြည့်ပြောရအောင်ကျွန်တော်တို့ Venetius Junior ဘယ်လောက်ကောင်းသလဲဆိုတာကျွန်တော်တို့ speaker တွေ200ပြီးတော့မှကျွန်တော်တို့မြင်ရတယ် Venetius Junior ကအမှန်တော့ဒီ Eden Hazard ကိုအရန်ငုံငိုးပို့ပို့ချပလိုက်တဲ့အထိသူကောင်းခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ဒီ new view ဟာမဟုတ်ပဲနဲ့နီးစနစ်ပိုင်းမျိုးလုံးနဲ့ကြည့်မယ်ဆိုရင် Venetius Junior ဟာ risk များတယ်ဟုတ်ကဲ့ ဗနက်ဆက်ဂျူနီယာဟာပြိုင်ဘက်တူအူကိုကြော်ဖြတ်ဖို့အတွက်အဲ့ပြိုင်ဘက်နဲ့နှစ်ပေသုံးပေအကွာထိကပ်ပြီးတော့အဲ့အချိန်မှာသူ့ရဲ့ဒီဘလိုခေါ်မလဲအမြန်နှုံးရဲ့သူ့ရဲ့အလင်းအလဲကျွမ်းကျင်မှုရဲ့ကျွမ်းကျင်မှုနဲ့အမြန်နှုံးပေါင်းဆက်ပြီးတော့ကြော်တာဗနက်ဆက်ဂျူနီယာကြော်တဲ့ပုံလားအဲ့လိုဆိုတော့ဗနက်ဆက်ဂျူနီယာကိုဒါကဗနက်ဆက်ဂျူနီယာထက်ဂျမားကကြော်ထက်သွားပြီအဲ့သူတို့နှစ်ယောက်ကို comparison လုပ်တာမဟုတ်ဘူးဗျာကစားဟန်အရာနောက်ကန်လို့တူအတွက် Venice Junior ကိုကတ်ဖို့အတွက်ဆိုရင်အနောက်ကတ်ခွင့်ရတယ်။ဟုတ်။ယမားက 9ပေ6ပေလောက်มาတဲ့ကညီမတော့အန်နေအငွေ့တက်ကိုရရနေပြီကျွန်တော်အဲ့ဒါစီသူနဲ့ရှေ့မှာလည်းပြောဘူးဟုတ်လားအခုဒါကျွန်တော်တို့ပြန်ပြောပြတာညီမဟာဟိုသူ့နေရာကိုသူအထိုင်ချ setting ချလိုက်ရင်သူနဲ့9ပေပတ်လေဆိုရင်စိတ်ကူး cycle တစ်ခုဆွဲကြည့်လိုက်ဟုတ်ကဲ့အဲ့9ပေပတ်လေအပြင်မှာတဲ့ကအဲ့သူ့ကိုထိန်းချုပ်မဲ့သူကအန်နေအငွေ့တက်ကိုရရနေပြီကြောက်ခုကြောက်စိတ်ဝင်နေပြီဘာလို့မလဲဆို သူလိန်သွားတဲ့ပုံစံတွေလှည့်သွားတဲ့ပုံစံတွေကြီးလာရင်လေနားလေးမှာကတ်ပြီးတော့ခြေအနှုတ်သိမ်းနဲ့လိန်သွားတာမဟုတ်ဘူး။အဲ့အမြန်နှုံးကိုခန္ဓာကိုယ်အရင်နဲ့ပြောမှဆိုမက်ဆီကိုကျွန်တော်တို့ပြန်မြင်ရသလိုပဲ။ဟုတ်ကဲ့ပါ။အပြီးတော့ရီဗာလိုကျွန်တော်တို့ပြန်မြင်ရသလိုပဲ။ဟုတ်ကဲ့ပါ။ရီဗာလိုကစားခဲ့တဲ့ပုံစံကအဲ့ပုံစံပဲ။ဟုတ်ကဲ့ပါ။ဆိုတော့ဒီကစားသမားတွေကရော်နာဒီညိုတို့ဗနက်ဆီယပ်ဂျူနီယာတို့အင်မတန်ကောင်းပါတယ်တကယ်လက်ပြကောင်းသူတို့ကလည်းတမျိုးတစ်ပါးသားပေါ့။ဟုတ်ကဲ့။ရော်နာဒီညိုတို့ကစားပုံစံအဲ့နားလေးတွေကတ်ပြီးတော့အယူလောက်သွားတာ။ဟုတ်။ညီမတို့ကကြတော့ မက်ဆီတို့ရီဗာလိုတို့ကြတော့ဟိုအဝေးရကစားသမားကိုသူကခေါင်းထဲကိုကြောက်စိတ်ထည့်ပေးလိုက်တဲ့ပုံစံမျိုးဟုတ်ကဲ့ကျွန်တော်အင်တာမီလန်ရဲ့ပွဲမှာသူတွင်းသွားတဲ့ဂိုးဆိုအဲ့ဒီမှာသူနှစ်ယောက်စလုံးဟာသူနဲ့အဝေးရည်သေးတယ်အဲ့အဝေးကြီးမှာလူကပြရာခန့်နေပြီဆိုတော့အဲ့ပုံစံမျိုးကျွန်တော်တို့ခရစ်စတီယိုရော်နယ်ဒိုကိုဂက်တူဆိုဟိုထိန်းတဲ့ clip တစ်ခု YouTube မှာကျွန်တော်ကြည့်ခဲ့ဘူးတော့နော်ဟိုပွဲကြည့်တော့တရင်ထားခဲ့မိဘူးပေါ့လေအဲ့ YouTube မှာပြန်တွေ့တဲ့အချိန်မှာ ရော်နယ်ဒိုနဲ့ဒီကာဒူဆိုနဲ့ဟာနှစ်ပေသုံးဖို့သုံးပေအကွာမှာရော်နယ်ဒိုကသူ့ကို step over လုံးတယ်ကာဒူဆိုကဘောလုံးကိုပဲကြည့်နေတယ်အဲ့ဒါကသူတို့ထိန်းတဲ့ပုံစံရမားတို့ကအဲ့ဒီအကတ်မခံဘူးအဲ့သူ့ပါရမီကတစ်မျိုးသူကလမ်းကြောင်းတစ်မျိုးနဲ့သွားတာတော်တော်လေးထူးခြားတယ်အဲ့တော့စိတ်ဝင်စားဖို့လည်းကောင်းတယ်ဟုတ်ကဲ့ကျွန်တော်ဒီမှာမက်ဆီနဲ့ကတော့တော်တော်လေးတူပါဘူးတချို့ဟာလေးတွေကကျတော့ဟိုဘယ်လိုပြောလဲမက်ဆီကမှနည်းနည်းလေးဆွဲထွက်သွားတယ်လုံးဝမက်ဆီဘောဘူးဆိုတော့ねသူ့ရဲ့ determination တကူက ဆွဲထွက်မယ်ဆိုတဲ့ဟာမျိုးပေါ့မင်းက9ရောက်ရှိ9ရောက်ဆိုလို့လိမ်မယ်ဆိုတာမျိုးဟိုကျွန်တော်ကခံစားဒါပေမဲ့ယမဟာကကျတော့အဲ့မျိုးလေးလိမ်ထွက်သွားနိုင်တယ်လို့သူလက်ရှိကျွန်တော်ဒီဟာဒီမှာပြီးနေတဲ့ဒီ message တခုကကျတော့ဘလို့မှမမြင်နိုင်တဲ့ရှုတော့ဒီ down တခုကနေဖက်နဲ့လမ်းတင်လိုက်တဲ့ဟာမျိုးပေါ့နော်ဒီသူ့ရဲ့ cross worry ရတယ်တော်တော်ကြီးကိုကြောက်ဖို့ကောင်းတာကျွန်တော်ဒါတွေ့ရဒီအားကြီးမှဆိုရင်ဒီဂိုးဖန်တီးမှုပါလေဒါတကယ်ကိုပဲအံ့အသင့်စရာကောင်းလောက်ဖြစ်နေတာဟုတ်လေကျွန်တော်ပြောချင်တာဒီသူရဲ့သူ့ရဲ့ဖန်တီးမှုတွေ cross ball တွေကလည်းတော်တော်ကြီးကို ောင်းတာတွေ့ဒီပေါ်လဲကျွန်တော်ရမောင်းစီမှာဥပမာမက်ဆီစီမှာမတွေ့ရတဲ့အရာတော့ခုရမောင်းစီမှာတွေ့ရတာဆိုရင်ဟိုရမောင်းကဒီညာခြေဘက်ကိုတော့ဝင်မလေးဘူးဟုတ်ပြီးတော့ဖြတ်တင်ပေါ်တယ်သူ count cross တယ်သူတော်တော်လေးပို့ပေးတယ်ဟုတ်ကဲ့အဲမက်ဆီကကျွန်တော်အမြင်ကတော့မက်ဆီကကျတော့အဲရမောင်းတို့ထက်ကို next level ရောက်နေတယ်ဟုတ်ကဲ့မက်ဆီကအဲ့ဒီဘောလုံးသားကိုအဝေးကနေလှမ်းပေးနေကြအောင်မလို့ဟုတ်အဲ့ဒီနားအထိလူရောက်အောင်သွားနိုင်တဲ့အတွက်ဟုတ်ဆိုတော့ရမောင်းအနေနဲ့ကမက်ဆီကို အဲ့ဒီအပိုင်းမှာပေါ့နော်အဲ့ဒီအပိုင်းဆိုတာကမက်ဆီကိုတခြားဘယ်သူမှလည်းရှင်းနိုင်ဖို့မရှိပါဘူးဆိုတော့ဂျမားလည်းဒါကဟိုပြောချင်တာကဂျမားပေး20လောက်ကိုလှမ်းပြီးတော့ဘောလုံးပဲပေးရမယ်ဟာကမက်ဆီကလူရောဘောလုံးကို15ပြီလောက်သွားပြီးတော့5ပြီလောက်ကိုဘော release လုပ်ပေးလိုက်တဲ့အားမျိုးအထိလုံနိုင်တဲ့အတွက်မက်ဆီကတော့တပါသာပေါ့ကျွန်တော်မက်ဆီနဲ့တော့နှိုင်းလို့တော့မရဘူးဟုတ်ကဲ့ပါဆိုတော့ဒါပေမဲ့ဂျမားစီမှာကျွန်တော်အရန်ကြိုက်တဲ့အချက်နောက်ထပ်တစ်ချက်ကဘာလဲဆိုတော့ decision making အဲ့ decision making ဟာများသောအားဖြင့် တုတ်ထက်ဟိုမှာဘောလုံးကို professional ဘောလုံးကိုတကယ် elite level မှာဆယ်နှစ်လောက်ကစားနေတဲ့သူတွေတောင်မှမှန်မှန်ကန်ကန်မဆုံးဖြတ်နိုင်သောအရာတချို့ကိုယမားကအခုထမင်းသားရေတော့လုပ်ပြနေတာအဲ့ဒါတော့အရင်ကြည့်ကြည့်ဖို့ကောင်းတယ်။ဘာကြောင့်လဲဆိုတော့ယမားဟာအဲသူ့စီကနေလိုလက်နက်ပုံးတွေကပါလဲဆိုတော့အလိန်ခေါက်ဆိုတဲ့လက်နက်ပုံးရှိတယ်။ဟုတ်ကဲ့။သူအဲ့ဒါကိုကောင်းကောင်းအသုံးချတတ်တယ်။ပြီးရင်ဖြတ်တယ်ပေါ်လက်နက်ပုံးရှိတယ်။အဲ့ဒါကိုသူကောင်းကောင်းအသုံးချတတ်တယ်။ပြီးရင်သူ ဒီဘယ်လိုခေါ်မလဲဆိုတော့ down the line အတိုင်းညာဘက်ကိုဆွဲထုတ်သွားပြီးတော့ကတ်ချိုးပေးတယ်အဲ့ဒါကို तू ကောင်းကောင်းလုပ်နိုင်တယ်ကောင်းကောင်းအသုံးချတတ်တယ်ပြီးတော့ तू ဘောလုံးဖြန့်ဝေနိုင်တယ်ပြီးတော့ तू အဝေးကန်နိုင်တယ်သူ့မှာအဲ့လက်နက်ပုံးတွေအများကြီးပဲအဲ့လက်နက်ပုံးအများကြီးဆိုလိုတာကျွန်တော်ဆိုတာလက်နက်၅ခုတော့အခုကိုရဲရဲကျွန်တော်ပေးထားမယ်ဒါပေမဲ့အဲ့၅ခုကိုကျွန်တော်တစ်ခုချင်းကိုလည်းကျွန်တော်ကောင်းကောင်းသုံးတက်ကောင်းသုံးတက်မယ်သို့တော့ပြဿနာတစ်ခုဖြေရှင်းတဲ့အခါမှာဘယ်အဆင့်တော့ဘယ်လက်နက်သုံးရမလဲဆိုတော့ကျွန်တော်သိကြမှာသိမှာအဲ့ဒါ နောက် level ဖြစ်သွားတယ်အဲ့ဒါပညာရှင်တွေဖြစ်သွားပြီဟုတ်ကဲ့ဒါကျွန်မကဘယ်အချိန်မှာဘာသုံးရမလဲဆိုတော့သုံးဖြတ်တဲ့အခါမှာ60ရာခိုင်နှုန်းနဲ့100ရာခိုင်နှုန်းကြားမှန်ကန်လေးရှိတယ်ဟုတ်ကဲ့ဆိုတော့ तू ပေးလိုက်ပြီဆိုအဲ့ဒါပေးစင်းလို့ပေးလိုက်တာဟုတ်ကဲ့တခြားနေရာကိုပြီးမဲ့အစား तू ဖြတ်တင်ပေးလိုက်ပြီဆိုစက်မလိန်သိတော့ဘူးထင်လို့ဟုတ်ဟုတ်ဒါခါလေးကျရင်ဘယ်လောက်ထိဟိုကဖြစ်လဲဆိုတော့ဘာစလိုနာအသင်းရဲ့ကန်ကြမာကရမောပုံမူတည်ရလို့ပြောရတော့တဲ့အနေထားမျိုးပွဲတိုင်းတော့မဟုတ်ဘူးလေတချို့ပွဲတွေမှာတွေ့ရတယ်။နောက်သူ့ကိုကြည့်ပြီးလှုပ်ရှားတာမျိုးကျွန်တော်တို့တွေ့ရတယ်။ဟိုဂိုးစီးတဲ့ဘောလုံးကို तू ဝင်လာပြီ သူ့နော်ဝင်ဝမကတ်ရဲဟုတ်ဘာလို့လဲဆိုတော့ဒီနောက်ဆိုပြီးတော့ဒီ set back လုပ်ပြီးတော့ဟို block on delay ဖြစ်အောင်လို့စောင့်ကြည့်ရတယ်သူကဝင်လာတယ်အဲ့ဝင်လာပြီးတော့အဲ့ကစားသမားနှုတ်ကိုညီမဘယ်လိုလှည့်ထွက်မလဲမဖြစ်နိုင်လောက်ဘူး angle က lock ဖြစ်နေပြီအဲ့ညီမအဲ့ဘောလုံးလေးကိုနင်းလိုက်တယ်အနောက်ကိုသူဘောလုံးပြန်ပြန်ဆွဲထုတ်တယ်အဲ့ဒီဆုံးဖြတ်ချက်တွေအရင်ကြိုက်တယ်အဲ့တော့ယမားကအဲ့လိုဝင်တဲ့အချိန်မှာ Ferrantoras တို့ Ravinia တို့ Battery တို့အလုပ်လုပ်တဲ့ပုံစံဟုတ်တမျိုး အဲ့ဂျမားကအဲ့ဘောလုံးကိုသူမပေးတော့ဘူးဆိုပြီးအဲ့ဘောလုံးကိုအနောက်ကိုပြန်ပြီးတော့အသာလေးဒီဘယ်လိုခေါ်မလဲ backward ပြန်သွားတယ်ဘောလုံးကိုဘားလေးနဲ့ချိန်ချိန်ပြီးတော့အဲ့ချိန်ချိန်ဟိုကစားသမားတွေဖြန့်ကျက်နေရပြီးတော့တမျိုးဖြစ်သွားပြီသူ့ကိုကြည်ပြီးတော့တော်ဒီဒီပုံစံသွားနိုင်မျိုးတော့တွေ့ရတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီကိုပါတယ်ရီဟာဒီဟိုပွဲမှာလေရီယေကိုပစ်ဒရီကိုတည်ပြီးလိုက်တဲ့ဘောလုံးမျိုးဆိုတယ်တော်တော်ကြီးကိုရှင်းနေရပဲလေဟာကျွန်တော်တို့ရီယေကစားမှာ၃ယောက်လောက်ရှိတယ် ါပေမဲ့ဒီအချိန်မှာ तू ဘာလို့အောင်လဲဆိုတာကိုကောင်းကောင်းဆုံးအခုပြောရတာဒါဆုံးပြနိုင်စွမ်းဆိုတာမှလည်းတော်တော်လေးချီချူကိုကောင်းပါလေ။အမပီတီကိုရှင်းကံပြီးလိုက်လုံးဝအရှင်ကြီးပဲကံသွားပါလေ။ကျွန်တော်တော်တော်လေးချီချူကိုကောင်းပါ तू 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 တို့ challenge ကဂျမားတို့ challenge ကဘလန်တော်မဟုတ်ဘလန်တော်ပါသူရအောင်ရမှာ။ဟုတ်ကဲ့။ဂျမားကတေချာဘောက်ကိုရမှာ။ကျွန်တော်တို့ကနှလုံးလားသုံးလုံးလားငါးလုံးလားကြည့်ရမယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်မြင်နေရပြီ။ဟုတ်။ तू challenge ကဟိုထားပါတော့ဘလန်တော်ကလာမယ့်နှစ်ဘောလုံးရာသီ Champions League မှာ ရမ်မရက်ချန်ပီယံဖြစ်သွားမယ်သူမှန်းလို့ပဲလွယ်မှာလေတော်ဘူးဆိုတော့အဲ့အတွက်ဒါ challenge တစ်ခုဒါပေမဲ့အဲ့ထက်ပိုပြီးတော့ကြီးမားတဲ့ challenge ကပါလို့ဆိုတော့ longevity longevity ဒီပုံစံကအမြဲတမ်းသွားမှာလား Ronaldo Messi သူအဝေးလိုသေးတယ်ဆိုတာအဲ့အပိုင်းဟုတ်ကဲ့ကျွန်တော်တို့ကဒီ18နှစ်သားချင်းပဲရှင်းမယ်ဆိုရင်တော့အပြတ်အသက်ကွာနေပြီဟုတ်ကဲ့ဂျမားဟာ18နှစ်သားမှာပွဲတရာပြည့်တရာတပွဲကစားပြီးသွားပြီတရာတပွဲကစားပြီးသွားပြီအဲ့ဒီအချိန်မှာ မက်ဆီရော်နယ်ဒိုဟောနော်ဒီအများကြီးလိုသေးတယ်မက်ဆီဆို၅ဘောလောက်ပဲကစားရသေးတယ်၅ဘော၅ဘောမှာတကိုးပဲတွင်းတယ်အဲတကိုးပဲတွင်းတယ်ဟုတ်ကဲ့ရော်နယ်ဒိုဆိုတပွဲ30မပြည့်သေးဘူးဟုတ်တယ်နောက်ပွဲနဲ့ဆက်မပြည့်သေးဘူးငါကိုသွင်းပြီးဖန်တီးဟုတ်ကဲ့နောက်အဲ့အနေထားပဲရှိသေးတယ်ရမပွဲတရာကျော်သွားပြီကို contribution 55ကျင်းရှိသွားပြီဟုတ်ကဲ့33ကိုဖန်တီးတယ်22ကိုသွင်းတယ်ဟုတ်ကဲ့ကြောက်စရာကြီးအဲ့ဒါအဲ့ဒါကြီးอ่ะဟုတ်ကဲ့နောက်တစ်ခုက16နှစ်သားမှာသူ Euro အောင်မြင်မှုနိုင်ငံတကာအောင်မြင်မှုအကြီးမေဂျာအောင်မြင်မှုယူပြီးသွားပြီဆိုတော့အဲ့လိုမျိုးကိုကျွန်တော်တို့ Ronaldo Nazario စီမှာတွေ့ရမယ်ဟုတ်ကဲ့နော်18နှစ်သားမှာကမ္ဘာဖလားရတယ်သို့တော့သူက Camio Road on ပါဝင်မရခဲ့ဘူးဟုတ်ဘရာဇီးရဲ့အကျော်အမော်တွေကြားထဲမှာသူတိုးမပေါက်ဘူးအရန်ငုံကပဲသူဒီကဘာဖလားချန်ပီယံအသင်းသားအဖြစ်ပါဝင်ခဲ့တာယမားကအဲ့လိုမဟုတ်ဘူးဟုတ်ကဲ့ဒါကစပိန်ဟာဘရာဇီးလိုအသင်းမဟုတ်တဲ့အတွက်ရော်နယ်ဒိုလည်းအဲ့ဒီအချိန်မှာဘရာဇီးမှာ တို့ကြီးလဲဟိုတကယ်ဒေါင်းတော်မြည်တွေမရှိဘူးဆိုရင်ဘေဘတိုရိုမာရီယိုမဟုတ်ဘူးဆိုရင်သူလက်ကစားခွင့်ရရမှာယမားကတော့အဲ့ချိန်အဲ့ယမားမပေါ်ခင်တနှစ်စပိန်ရဲ့တိုက်ဆက်ကအင်မတန်စိတ်ပြက်စရာကောင်းတယ်စပိန်ရဲ့တခုတည်းသောအားနဲ့ချက်အောင်မြင်မှုတွေကနေအမြဲတမ်းဝေးကွာနေတယ်ပြိုင်ပွဲတွေကနေလှည့်ပြန်ခဲ့ရတာတိုက်စစ်ကဖြင်းလို့ညံ့လို့စပိန်ဟာအကွင်းလေကစားပုံခန်းစက်ကစားပုံတို့ကလည်းအဆင်ပြေပြီးသားယမားပေါ်လာတယ်နေရာရတယ်နီကိုဝီလျံယမားဒီစပိန်လေရင်အတင်းကြီးအောင်မြင်မှုကို တို့ကပွဲစဉ်အဆောက်အအုံခြေစမ်းပြပြီးတော့ယူပေးခဲ့တယ်။အဲ့ဒီအပိုင်းမှာလည်းသူကတာနေပြီပေါ့။ဟုတ်ကဲ့ပါ။ဆိုတော့ယမားကဒီကလင်အမ်ဘပေးဒါကျွန်တော်တို့ဝါကပ်ကိုအသက်ငယ်ငယ်ရွယ်နဲ့ယူနာယူပေးနိုင်ခဲ့တယ်။ယမားဒီစပိန်အသင်းကိုယူရိုအောင်မြင်မှုယူပေးနိုင်ခဲ့တယ်။ဆိုတော့အဲ့လမ်းကြောင်းပေါ်ကိုသွားနေပြီ။သူတို့အတွက်စိန်ခေါ်မှုကတခုပဲအမ်ဘပေးရောယမားရောအဲ့မှာအလဟာလန်တို့ကြတော့နိုင်ငံကနှိမ့်နေအခါကြတော့နည်းနည်းလေး အားနေတာပေါ့လေဟုတ်ကဲ့ရမတို့ဒီအမ်ဘာပေတို့ပြီးတော့ဗနက်ဆက်ဂျူနီယာရောပါပဲဒီကစားသမားတွေအတွက်ကတော့ဟိုဘယ်လိုပြောမလဲ longevity ကိုပဲကျွန်တော်စောင့်ကြည့်ရအောင်ဟုတ်ကဲ့ဗျာဒါဗနက်ဆက်ဂျူနီယာကိုကျွန်တော်အမှန်တမ်းပြောသိပ်မယုံဟုတ်ကဲ့ဗျာကျွန်တော်ဒီလက်ရှိလူငယ်ခြေတက်ဒီထဲမှာဒါသူတို့ခစ်ပြောင်းရောက်သွားပြီပေါ့လေဟုတ်ကျွန်တော်ဟိုအမှန်တမ်းပြောရင်ဒါမက်ဆီဒူလေးခစ်ကလည်းကျွန်တော်ကြည့်ခဲ့တဲ့ဘောလုံးတစ်ချက်မှာဒီလောက်ထိကြာခဲ့မယ်လို့လည်းမထင်ဘူး။ဘာလို့လဲဆိုတော့သူ့ရှေ့ရှေ့ဒီမှာကောင်းခဲ့တဲ့ဒူကြီးတို့နောက်ထပ်ဒီကျွန်တော်အများကြီးပါပဲဒါတင်ညိုတို့ဇီဒန်တို့ပေါ့နော်။ဟို တယောက်တလဲစီလောက်ပဲလေဥမာလူဖီကိုတနည်းရမယ်နောက်တနည်းဇီတိုင်းရမယ်ဒူရီတင်ရမယ်ချက်ချန်ကိုရမယ်စသည်ဖြင့်ပေါ့နော်ဒီလိုမျိုးလောက်ပဲတယောက်ပြန်ဖြစ်နေကြတဲ့အခြေအနေဒီဥမာဒီ2005 6လောက်ကနေစပြီးတောက်လျှောက်ကြီးဟာဒီဒိုလီမက်ဆီခစ်ကြီးဖြစ်သွားပြီးမှအခုဒီနေ့ခစ်ကတော့အခုပြောတဲ့ဒါဂျေဝင်းကစားမရရဲ့ခစ်တခစ်ကိုကျွန်တော်ဒါပြန်မြင်ရမယ်ဒါပေမဲ့သူတို့ရဲ့ဒီခြေစွမ်းကြက်ခိုင်မှုပိုင်းတွေကဘလောက်ကားရှိဖောင်းကြည့်ရမှာပေါ့အခုဆိုရင်ထားပါတော့ကယ်လန်အမ်ဘာပေးကိုကျွန်တော်ရမားထပ်ပိုးကြိုက်တဲ့အပိုင်းတွေရှိတာပေါ့အဲ့လိုပဲဗီနီစီယပ်ဂျူနီယာမှာလည်း ယမထက်ပို့ပြီးတော့တာလွန်နေတဲ့အချက်တွေရှိတာပေါ့ဟုတ်ကဲ့သို့တော့ကျွန်တော်အခုကတိုက်စစ်အခင်းကြီးတစ်ခုကိုဥဆောင်နိုင်စွမ်းဆိုတဲ့ကိုကြီးကိုလက်လို့အလုပ်လုပ်ခွင့်ရနေတဲ့သူမျိုးကြတော့အကလင်အမ်ဘာပီတော့မဟုတ်တော့ဘူးဗီနီစီယပ်ဂျူနီယာနဲ့ယမားဖြစ်သွားပြီဒါကတော့အမ်ဘာပီဟာရမ်မရက်ကိုနောက်မှရောက်လာတဲ့အနေအထားကြောင့်ဗီနီစီယပ်ဂျူနီယာကအသင်းရဲ့ဟိုအရှိမစီနီယာစတိုင်ဖြစ်နေတာပေါ့လေတကယ်တော့အမ်ဘာပီက next level ပါဗီနီစီယပ်ဂျူနီယာထက်ပိုကောင်းပါတယ်သို့တော့ထားပါတော့အခု ဒီ Real Madrid ရဲ့တိုက်စစ်ကံကြမှာ Vinicius Junior အပေါ်မူတည်နေပြီးတော့ Barcelona ကရမားပေါ်မူတည်တယ်။အဲ့မှာမှဒီ Rafinha တို့ Mbappe တို့ကအခြားသော factors အနေနဲ့အသင်းကိုထမ်းတင်ပေးနေတယ်ဆိုတော့ဆိုတော့အဲ့ဒီအနေအထားမျိုးမှာကျွန်တော်ကရမားဟာလွတ်ရည်ကိုင်ပိုရှိတယ်ပိုဆွဲဆောင်ရတယ် Central Zone မှာ number 10 row AAC ကစားလို့ရတယ် fourth nine AAC ကစားလို့ရတယ်သို့မဟုတ် Cole Palmer တို့လို့ ဒီဇုံ15လောက်ထိစင်ဇုံ17လောက်ထိစင်ပြီးတော့အဝေးရနေပြီးတော့ guide 40 50 pass တိပေးလို့ရတယ်။သုံးအဝေးကန်ချက်တွေနဲ့တွင်းလို့ရတယ်။ဆိုတော့အနေအထားမျိုးဒီအရာအဲ့လိုမျိုးဒီ all round ကြီးပေါ့ပကားကြီးကောင်းနေတာကြတော့ဂျမားကပို့ပြီးတော့ကောင်းနေပေါ့။ဆိုတော့ Ballon d'Or ကကျွန်တော်တို့ Real Madrid လည်းမရဘူး Barcelona လည်းမရဘူးတခြားအသင်းသင်းအသင်းသင်းကရသွားမယ်ရသွားတဲ့အချိန်မှာဒီကစားသမားနှစ်ဦးကစားသမားဘယ်လိုကောင်းမလဲဒီအသင်းကြီးမှာ အဓိကခြေသွမ်းပြနေကစားသမားတွေကိုကြည့်ပြီးတော့ရွေးမယ်ပေါ့နော်ဒါကျွန်တော်တို့ကဟိုဘယ်လိုခေါ်မလဲ fair ဖြစ်တဲ့ ground တစ်ခုကိုဖန်တီးလိုက်ရင်ဂျမားကတော့ပုံပြီးတော့ဖြစ်နိုင်ခြေရှိနေတာဟုတ်ကဲ့ပါဒါကျွန်တော်ဂျမားနဲ့ပတ်သက်ပြီးမှသုံးသပ်ပြပါတော်တော်လေးလည်းစိတ်ဝင်စားကြလဲကောင်းပါအဓိကဘယ်လိုပြောမလဲသူ့ရဲ့အာသာချက်ဘယ်နေရာကြီးအာသာချက်ရှိတယ်ဆိုတော့အခုပြောရတာတော်တော်ကြီးကတည်းကထင်ထင်ရှားရှားဒါမြင်သွားစေမယ်ထင်ပါတယ်ကြီးတဲ့လူတိုင်းလည်းဒီဂျမားရဲ့ ဒီဘယ်လိုပြောမလဲဘလုံးကျွမ်းကျင်မှုကတော့ဘယ်လောက်ရှိလဲဆိုတော့ကောင်းကောင်းခံစားရတယ်နော်။နောက်ကျွန်တော်အခုတွေဒါရိုးသားပြောရင်အားနည်းချက်ဆိုတော့ကြီးကြီးမကျွန်တော်ရှာမတွေ့သေးဘူး။ဟုတ်ကဲ့ပါကျွန်တော်ဒါဘာစီလိုနာမှာတော့ဒီကျွန်တော်ကြီးခဲ့တဲ့တစ်ယောက်မှာဆိုရင်စထွက်ခါစားမှာတော့နာမည်တွေတအားကြီးခဲ့တဲ့ဟာတွေရှိပါတယ်ဒါမအောင်မြင်ခဲ့တာဘောနော်ဆာဗီယိုလာတို့နောက်ထပ်ကျွန်တော်ဘိုချန်ကာကေတို့ဒီနောက်နောက်ဆုံးမှာဒါအန်ဆွန်ဖာတီတို့နော်ဒီကစားမလေးရာစဆောမန်ကစတက်လာတော့ကတော့ဟိုမက်ဆီလက်တစ်ဆိုတာမျိုးထက် ကိုမမလျှော့တဲ့ဟာမျိုးပုံစံမျိုးနဲ့ပဲတက်လာပြီမဲ့ကျွန်တော်မအောင်မြင်ခဲ့တာဒါပေမဲ့ညီမကတော့ဒီတက်ရွယ်မှာဒီလိုလုပ်ပြနေတာကိုကဒါရှင်းပြတယ်ဒါတော်တော်ကြီးကိုအောင်မြင်နေပြီလို့ကျွန်တော်ဒါပြောလို့ရမယ်ထင်ပါတယ်ဒါအခုညီမနဲ့ပတ်သက်ပြီးတော့မှသုံးသက်တင်ဆက်ပြီးသွားတာကိုစောကောပရိသတ်တွေလည်းကြိုက်နေနေမယ်လို့ထင်ပါတယ်စောကောပရိသတ်တွေကိုလည်းဂျေဇူးထူတင်ရှိပါတယ်ခင်ဗျ